လူငယ်တယောက်ရဲ့ဒီ fresh ဖြစ်မှုရယ်ပြီးတော့အဲ့လို creative ဖြစ်တာ innovative ဖြစ်တာရယ်အကုန်လုံးအများကြီးသူရှိမှရှိပါတယ်အများကြီးအလားလာရှိရဲ့ talented ဖြစ်တဲ့လူငယ်တယောက်ဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကကျွန်တော်ဆက်ပြီးတော့အဲသူကတကယ်ကျွန်တော်ဒီလို social media မှာဆိုရင်ဒါပရိသတ်ကြီးလည်းသိရမှာနော်ဟိုဆက်လီတွေအများကြီးပဲဟုတ်ဆက်လီနဲ့ artist ကရောနေရပါတော့ဒါပေမဲ့ညီလေးကအခုပြောတဲ့ပုံရအောင်ဆိုတခါတည်းဟိုကောင်းကြီးကောင်းကောင်းသိရတော့ background အခြေခံအကောင်းတာဖြစ်တဲ့တော့တကယ် artist ပါဒါပေမဲ့အဲ artist မှာထပ်ပြီးတော့ ထပ်ပြီးလုတ်ပြဖို့ဘာရှိသေးလဲဆိုတော့အမှအလူငယ်တွေဘာဖြစ်နိုင်လဲဆိုတော့အရန်အကုန်လုံးသိရတဲ့သူကဘာလို့မှမသိဖြစ်တာပေါ့နော်ပရိသတ်ကအားပေးတာ chef ဟုတ်တယ်ကိုတကယ်တကယ်ကို music နဲ့ပတ်သက်ပြီးတော့တော်တော်ကိုလေ့လာထားတဲ့ခါဒီလုံးဝ musical နဲ့ပတ်သက်တဲ့ခါလေ့လာထားတာအဲ့တော့ညီလေးတကယ်လို့ရွေးမယ်ဆိုရင်ပရိသတ်အကြိုက်ကိုပဲသွားမှာလားဒါမှမဟုတ်ညီလေးရဲ့တကယ်အိုး ရှစ်တန်း၉တန်းနဲ့ကနေလစ်လာခဲ့တဲ့ဒီ music ကြီးကိုပဲတကယ်အကောင်အထည်ဖော်မှာလားအဲကျွန်တော်ကတော့ music ကိုပဲရွေးမှာပေါ့နော် artist ပဲ artist ဆိုပြောခြင်းဘူးပေါ့နော်အခုကဘာလို့လဲတော့အမှန်တမ်းပြောရင်ကိုလည်းဘယ်လိုပြောမလဲ artist ဆိုတော့ artist ဖြစ်ချင်တယ် artist ဖြစ်ချင်တယ်ဒါမဲ့လည်းဘယ်လိုပြောမလဲကိုယ့်ရဲ့ music တွေကိုလည်းလူတွေလက်ခံတယ်လူတွေ major နဲ့ minor ခွဲလိုက်ပြီအဲအဲလူတွေအများကြီးနားထောင်စေချင်တဲ့အရာမျိုးလည်းကျွန်တော်ဖြစ်ချင်တယ်ဆိုတော့ပရိသတ်တွေကြိုက်တာလည်းပို့ပြီးတော့လှုပ်ချင်တယ်ပေါ့နော်တချင်းတော့အချင်းသွားပြီပေါ့အဲနော် marketing စင်းနေတာသင်ချက်တာကတော့ကောင်းတာပေါ့နော်လူတွေသဘောကျကြတယ်ဆိုတော့လေအဲ့ဒါလည်းလှုပ်အမြဲတမ်းတော့ဟိုဘယ်လိုပြောမလဲ short ပဲဖြစ်ဖြစ်နည်းနည်းလေးပဲဖြစ်ဖြစ်နောက်ပိုင်းအဲ့လိုဒါမဲ့ music ကိုတော့ကျွန်တော်က focus နောက်နှစ်ဒီနှစ်ထဲကအခုပြင်နေပြီနောက်နှစ်ဆိုရင်တော့တည်တည်ဆာဆာ music တွေပြင်ပြရမယ်။ဟုတ်ကဲ့အဲ့ဆို music နဲ့ပတ်သက်တာတကယ်လုံးဝ focus တော့ major ဆိုတော့သူက minor ထဲမှာထမင်းချက်တာဟင်းချက်တာဟိအကုန်ပါတယ်ဒါပေမဲ့ကတာလည်းပါသေးတယ်။အဲကတာတော့အခုမှ beginner လေးပါပေါ့နော်တနှစ်ခွဲအဲ့လောက်ပဲရှိသေး